။ဆာလာနဲ့လီဗာပူးရဲ့အကွဲပြဲဇလံအားလုံးပဲမိလာများဘောလုံးစတာ channel လေးကနေပြန်လည်ကြိုလိုက်ပါရင်ဒီတစ်ပတ် channel လေးပွဲစဉ်နေပြီးမှလီဗာပူးရဲ့အဓိကကစားသမားကြီးမိုဟာမက်ဆာလာတယောက်သူ့ရဲ့ social media ကနေလီဗာပူးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုဖယ်ရှားလိုက်ပြီးဖြစ်ကြောင်းသတင်းတွေတင်နေပါရင်မိုဆာလာဟာဘိုင်အိုကလီဗာပူးကစားသမားဆိုတာကိုဖျက်လိုက်တယ်လို့ profile နဲ့ cover ပုံလေးကလည်းလီဗာပူးချာစီနဲ့ပုံလေးကိုဖျက်ပြစ်လိုက်ပါရင်ဆလာနဲ့အသင်းပေါ်ရိရိုက်ကူးထားတဲ့ပုံလေးနေရာမှာလဲသူ့ပုံလေးနဲ့သမီးလေးနှစ်ယောက်ပုံလေးကနေရာယူကုန်ကြပါရင်ဒီတော့မွန်ဆလာနဲ့လေဘာလို့ဘာတွေဖြစ်ကြတာလဲ စလော့ကတပွဲလောက်ရန်ကုန်ပို့လိုက်တာဒီလောက်ထိဖြစ်ဖို့စီလိုလားဆိုတော့ပြီးတော့ပွက်လောရိုက်ကုန်ကြပါရင်မိုဆလာပြီးခဲ့တဲ့ရာသီမှာအကောင်းဆုံးကစားမအဖြစ်ပရီးမီးယားလိရှင်ပန်းစုကိုတော့ရရှိခဲ့ပေမဲ့ဒီရာသီမှာတော့စံချိန်မဲ့ AFC ကိုပြုံးချသွားခဲ့ပါရင်ဆလာကအရင်လောဂေါ်ပါရဲ့ပတ်သက်မှုတွေမလုံနိုင်တော့တဲ့အပြင်တခုကောင်းစံရင်ဆိုတဲ့ဝေဖန်မှုတွေနဲ့လည်းကြုံတွေ့နေရပါရင်အာဒီစလော့ကပြီးခဲ့တဲ့ချန်ပီယံလိမှာဆလာကိုရန်ကုန်ပို့ပြီးတော့အသင်းကစားအကွက်ကိုပြောင်းလဲလိုက်တဲ့အခါလေးဝဲဆက်လိုက်ရှုံးနေရကနေဖရန့်ဘက်ကို၅ဂိုးတခုနဲ့ပြန်လည်နိုင်ခဲ့ပါရင် ဒီဘက်မှာဆာလာက84မိနစ်မှာလုံစားဝင်လာခဲ့ပြီးချိန်ဆွမ်းသိမပြနိုင်ခဲ့ပေမဲ့အခွင့်အရေးတစ်ခုတော့ရရှိခဲ့ပါတယ်။ဒီအခွင့်အရေးကို Florian Bass အတွက်သာဖန်တီးပေးလိုက်မယ်ဆိုရင်တေချာပေါ့ဂိုးပြီဆိုပေမဲ့ဆာလာကသူကိုယ်တိုင်ကံမှုကိုပဲရွေးချယ်ခဲ့ပါတယ်။ဒါကြောင့်ဆာလာကိုလောဘကြီးတဲ့တကူကောင်းဆန်နေဆိုတဲ့ဆိုဆဲချက်တွေများပြားခဲ့ပြီးဆာလာရဲ့ social media မှာပါဝေဖန်ပြစ်တင် comment တွေကပြည့်နေသွားခဲ့ပါတယ်။ဆာလာကလည်းလေဘောင်နဲ့ပတ်သက်တဲ့အမှတ်တရတွေကိုဖျက်ပြစ်လိုက်ပြီးပရိသတ်တွေကိုတုတ်ပြလိုက်ပါတယ်။ဆာလာပြီးခဲ့တဲ့ရာသီကမှလေဘောင်နဲ့နည်းနည်းစာချုပ်တရင်ထိုးထားပေမဲ့ဒီတိုင်းဆိုရင်တော့အတင်းကနေထွက်ခွာသွားတာမျိုးလည်းဖြစ်သွားနိုင်ကြောင်း ်။ဘောလုံးဝေဖန်သုံးသက်သူတွေကသုံးသက်နေကြပါရင်ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။